ော့ကြည့်နေရင်လည်းမဦးစင်းတစ်ပါးကရေလာတိုက်ပြီးတော့ဖျောက်ပေးတဲ့ပုံစံမျိုးပေါက်နေတော့စိတ်ထဲမှာတမျိုးတော့ဖြစ်သွားတယ်ဗျအဲ့တော့ဦးစင်းနေကိုယ်တိုင်က မြှောက်ပေးနေတာလားအတော်အကုသူများတာဗျเนาะအဲ့တော့လာပြင်းနေမှာသူများတွေကုသူယူနေတဲ့အချိန်မှာဖျားစင်ပေါ်မှာတတ်ထိုင်ပြီးတော့ပြစ်တော့ဆော့တဲ့ကောင်အဲ့တော့ဒီဗီဒီယိုဖိုင်ပြန့်နှံ့လာတယ်ဗျအဲ့တော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာလာပြင်းနေကြီးမှာကျွန်တော်တွေ့တာဒီဗီဒီယိုဖိုင်ကို တော်တော်လေးစိတ်မကောင်းဖြစ်ကြတယ်တော်တော်လေးစိတ်ညစ်သွားတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကွီးစော်ပါအဲ့တော့တရင်ကျွမီထွန်းပွဲကြီးကတော့ပြီးဆုံးသွားပြီပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ပွဲတော်တွေတဲကတရင်ကျွမီထွန်းပွဲတော်ကြီးမှာတလွဲဖြစ်နေတဲ့ဗီဒီယိုတချို့နဲ့မထော်မနှမ်းဗီဒီယိုတွေကို reaction လုပ်လိုက်ပါတယ်ကဲဟုတ်ပြီပထမဆုံးဗီဒီယိုလေးရင်ကြည့်အောင် အဲ့တော့မြန်မာလူမျိုးတွေရဲ့တည်င်းကျွမီထွန်းပွဲတည်င်းကျွလပြည့်ညမှာ ဒီလိုမျိုးပျော်ပွဲရှင်ပွဲတွေလုပ်တဲ့နေရာမှာကိုရင်လေးတွေလည်းပျော်ကျင်မှာပေါ့အဲကိုရင်လေးတွေကတာခုံတာနားမလဲလို့ခွင့်လွတ်လို့ရတယ်နားလဲပေးလို့ရတယ်အဲ့တော့ပုံမှန်ပါပဲဆိုပြီးတော့ကြည်နေတာအဲ့တော့ကြည်နေရင်လည်းမဥစဉ်တစ်ဖက်ကရေလာတိုက်ပြီးတော့ဖျောက်ပေးတဲ့ပုံစံမျိုးပေါက်နေတော့စိတ်ထဲမှာတမျိုးတော့ဖြစ်သွားတယ်ဗျအဲ့တော့ဥစဉ်နေကိုယ်တိုင်ကမြောက်ပေးနေတာလား ဲ့လိုမျိုးဆိုရင်တော့မဖြစ်သင့်ဘူးလို့ထင်တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကိုရင်လေးတွေက နားမလဲလို့နားမလဲတဲ့အရွယ်ဖြစ်နေလို့ပျော်ပွဲရှင်ပွဲမှာဝင်ပြီးတော့ပျော်လို့ဝင်စင်နှွဲပေမဲ့နားလည်နေပြီဖြစ်တဲ့ဥစဉ်နေကတော့ဝင်ပြီးတော့အားဖေးအမြောက်လောက်တာတွေဝင်ပြီးစင်နှွဲတာတွေကတော့မသင့်တော်ဘူးထင်ပါလေ။အဲ့ဒါနဲ့ကျွန်တော်အကောင့်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီဥစဉ်တစ်ပါးကတကယ်လဲသူကိုယ်တိုင်ပါဝင်ဆင်နှွှဲနေတာဗျအဲ့တော့ဒီ video file လေးကိုဆက်ကြည့်မယ် ော့ရောရာဒလေးပွဲမှာကခုမြူးတူးပျော်ပါကြတာပုံမှန်ပဲပြဿနာမရှိဘူးအဲ့တော့ဒီလိုမျိုးအပျော်တွေကူးဆက်ပါတယ်ကျွန်တော်တို့လည်းပျော်ပါတယ်အဲ့တော့ဒါတွေကိုကြည့်ပြီးတော့ဒါပေမဲ့ဒီမာဦးစင်းတစ်ပါးကခုနကျွန်တော်ပြောသလိုပဲအတင်းမိန်းကလေးတွေကိုလက်တွေဆွဲပြီးအတင်းကခိုင်းကနေတဲ့တဲကိုဆွဲသွင်းပြီးတော့ကခိုင်းဆွဲလွှဲပြီးတော့အဲ့တော့ရဟန်းတန်ခါတွေနဲ့ဒီလိုမျိုး မိန်းကလေးတွေနဲ့မိမတွေနဲ့ရောရောနှောနှောတွေဖြစ်ပြီးတော့ ပြောင်းဝဲရှင်ဘွဲခေါင်းစဉ်တက်ပြီးတော့ဒီလိုမျိုးမအပ်ဆက်တာတွေမဖြစ်တင်တာတွေအမြင်မတော်တာတွေကတော့အဆင်မပြေဘူးဗျ။အဲ့မှကြည်ပါ။အဲ့တော့ပျော်တာလဲပျော်တာပေါ့ပွဲတော့ကျင်းပတာလဲကျင်းပတာပေါ့ဒါပေမဲ့အများအမြင်မှာတော့မတင်တော်တာကလည်းမတင်တော်တာပါပဲ။အဲ့တော့ဒါလေးတွေကတော့ဦးစင်းတို့အနေနဲ့သတိထားဖို့ဆင်ခြင်ဖို့ပါ။အဲ့တော့ဆရာကြီးလောက်ပြီးတော့ပြောနေတာတော့မဟုတ်ပါဘူး။ နော်ဒါတွေကလည်းကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုဖိုင်တွေမဟုတ်ပါဘူးလိုင်းဘော်ရောက်လာတယ်ရောက်လာတဲ့အတွက်ကြောင့်အမြင်မတော်တာကိုအမြင်မတော်ဘူးဆိုပြီးတော့ပဲပြောရချင်းသာဖြစ်ပါတယ်ဆရာကြီးလှုပ်ပြီးတော့ပြောတာလည်းမဟုတ်ပါဘူးနော်အဲ့တော့ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးတွေလည်းဆက်ကြည့်အောင်ကျွန်တော်ပြောပြမယ်ဝိမနည်းမိဘတွေကတော့ဘိုးဆိုသမီးတို့ကဟိုဟာနာလေမိပွိုင်နာဆိုင်မှာသွားဝယ်တာကတော့ဘိုးဆိုပြီးတော့တဘူးကိုတပေါင်းပေးခဲ့တယ်ဗျာ မုံဖောက်ကြတဲ့ဘာလေးပါလဲဆိုကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံမှာသူများတွေအောင်မိဘတွေကတော့ကျင်လို့ဒီမုံတဲ့ကတော့အကျင့်ရောက်တာပေါ့ဗျာဒီမဲ့ကြည့်ဦးဝန်ထမ်းပဲမထဲမိရလားသူတို့ကသူတို့ဖောက်စားပြီးပြန်မထဲရလားတော့မသိဘူးလေးပိတ်ပေးလိုက်တယ်ကျွန်တော်ဒီမှာမုံမပါလားအဲ့မုံလေးရဒီလိုလေးပါတစ်ခုမှမစားသေးဘူးเนาะကျွန်တော်တို့မစားသေးဘူးကွာမပြအောင်မယ်ဒီမှာခုနေเนาะဖောက်စားလားမဖောက်စားလားကြည့်လိုက်မယ်ဒီမှာလုံးဝအပိတ်အပိတ်ထားအပုံပိတ်ထားတာကျွန်တော်တို့ဒီမှာဒီမှာငါးထောက်တောင်မှလွန်းလွန်းမင်းမင်းเนาะဒီမဲ့ကြည့်ဦးဒီမဲ့ပြရတာတော့တော့ မဲဒီယိုဒီမဲဒီယိုမုံမပါအောင်နော်ဟောမုံမှာဒါလေးပဲပါမုံလေးကြောက်လက်ပြီးစောက်တော့ဒီမဲကြည့်ဒီမဲဒီလောက်ကလေးဒီလောက်ကလေးမဲဒီယိုအခွင့်လေးကြည့်ပဲမဲဒီယိုမဲနော်အဲ့ရပါဒီမဲကြည့်မုံလေးကဒီလောက်လေးပါလားမဲဒီစိတ်ကလေးကြည့်လိုက်အောင်ဘူးနဲ့ဒီမဲကြည့်ပါကင်နော်ဒါပါကင်လုံးဝပါကင်အဲ့ဒါကိုကြည့်ရင်လုံးရက်တာကြည့်အောင်ဒါကတော့နှစ်တိုင်းဖြစ်နေကြပါတော့နော်။တည်င်းကျွတ်မီထွန်းပွဲရောက်ပြီဆိုလို့ရှင်ဒီလိုမျိုးမုတ်တေကို ဂျင်းထဲ့တဲ့လောဘသားတွေကလည်းတတ်ဆက်ခမ်းဗျဒီလားအဲ့ဒါနှစ်တိုင်းပဲအဲ့တော့မုတ်တွေကိုဈေးကြီးကြီးနဲ့ရောင်းတယ်ပြီးရင်အထဲမှာဘာမှမပါတာတို့ပါလာတဲ့ဟာတွေကလည်းနည်းနည်းလေးပဲပါတာတို့ပါကင်ကြီးရတာလှနေပြီအထဲမှာကတော့ဂျင်းထဲ့ထားတဲ့မုတ်တွေလေအဲ့တော့တော်တော်များများလေးကြုံမှုကြမှာပါနော်ဒီနှစ်လည်းအဲ့တိုင်းပါပဲဒီထက်တောင်ပိုဆိုးသေးတယ်နော်โอเคပါဒါကတော့လာပြည့်နေ့ရွှေတကုံဖျားပေါ်မှာ ကြိတ်ကြိတ်တို့စီကားနေကြတာနော်အဲ့ကြားထဲမှာမှထိုးခွဲတွေလည်းတွေ့ရပါတယ်ဗျနော်တက်လာတဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရတာတော့တယောက်နဲ့တယောက်နဲ့တွန်းထိုးပြီးတော့ပြဿနာတွေတက်နေတာမနှဲကိုဖြန့်ပြေနေရတဲ့ဗီဒီယိုဖိုင်တွေပါအဲ့တော့ကုသိုလ်ရခြင်းလို့ဖျားပေါ်ကိုသွားကမှအကုသိုလ်နဲ့တိုးတယ်ဆိုသလိုဖြစ်နေတာပေါ့အဲ့ဒါတော့လူတွေများမှတော့ပြဿနာကလည်းတက်ပြီပေါ့ဗျာနော်အဲ့တော့တယောက်နဲ့တယောက်နဲ့လာပြနေကြီးမှာတီးခန့်ကြပါဗျာ ။ဟုတ်ကဲ့ပါနောက်ထပ်တင်ပြခြင်းတဲ့ဗီဒီယိုဖိုင်လေးတွေကတော့လာပြည့်နေ့မှာမိဘုံပြန်နေတော်တော်များများဒီနှစ်မှာလည်းလွတ်ကြတယ်ဗျ။အဲ့တော့လွတ်လိုက်တဲ့မိဘုံပြန်နေကလည်းအလောင်းနေကြီးပဲနော်။တောက်လျှောက်တယ်။အဲ့တော့လာပြည့်နေ့ညမှာမိလောင်တဲ့မြင်ကွင်းလေးတွေတချို့ကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။မန္တလေးမြို့ကျွန်တော်မန္တလေးမြို့62 ေါ့เนาะဒီမှာအောင်းနေဒီညပေါ့เนาะဒီနေ့ဒီနေ့ဟိုဟာသတင်းညလာပြီညပေါ့เนาะသတင်းညလာပြီညပေါ့ ဟုတ်ကဲ့ပါကျွန်တော်တို့ကုသိုလ်ကောင်းမှုယူနေတဲ့လာပြည့်နေ့မှာပဲပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်း

တော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာလာပြနေကြီးမှာကျွန်တော်သွားတွေ့တာဒီဗီဒီယိုဖိုင်ကိုတော်တော်လေးစိတ်မကောင်းဖြစ်ကြတယ်တော်တော်လေးစိတ်ညစ်သွားတယ်အဲ့တော့သူ့အကောင့်လည်းဝင်ကြည့်တော့လည်းကြက်ယူးဗျာအတိတာအတိကကတော့ဒီကောင်တွေကနာမည်ကြီးနေတာ TikTok ပေါ်မှာနာမည်ကြီးနေတာတခုတည်းနဲ့ပေါက်ခရတွေလှုပ်တာအဲ့တော့တခြားဖာသာကြားတွေကကြည့်နေတော်တော်စင်မပြေတဲ့ဗီဒီယိုဖိုင်တွေဗျာတိတာအဲ့တော့ဒီလူကဘယ်ရလဲဘယ်သူလဲဆိုတာကိုသိတဲ့လူများပြောသွားပေးခဲ့ကြပါအောင်နော်အဲ့တော့ဒါမျိုးလှုပ်တာကိုတော့အေးအေးယူတင်တယ်လို့ထင်ပါတယ် ဲ့တော့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးဖျားစင်ပေါ်ထိတက်ပြီးတော့တစ်တော့ဆော့ရလောက်အောင်အောက်တန်းကြတဲ့ကိစ္စမျိုးမရှိတော့ပါဘူးเนาะတော်တော်ကိုအောက်တန်းကြပြီးလူမဆန်တဲ့လောက်ရက်တွေကိုလှုပ်ပြီးတော့နာမည်ကြီးကျင်တာမျိုးကတော့ကျွန်တော်တို့လူအဖွဲ့စည်းမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူးဗျာပြီးဆုံးသွားပြီဖြစ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့တည်င်းကျွတ်မိထွန်းပွဲကာလမှာအမြင်မတော်တဲ့ဗီဒီယိုဖိုင်လေးတွေမထော်မနှမ်းဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတွေကိုစူးစိပြင်ပြလိုက်ရခြင်းဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါဒီလောက်ပါပဲ